ချစ်တော်ညီကိုမောင်မတို့တာယာအေးချမ်းတဲ့မနေ့ကင်းလေးမှာအသက်ရှင်တော်နှုတ်ဘက်တော်ကိုနားထောင်ဖို့ရင်စိတ်နှလုံးပြင်ဆင်လေးအတူတူကဆုတောင်းကြပါစို့ကောင်းမြတ်ဆုံးလင်တော်မူ၏တာရမယောချစ်တော်မူသောအဖဖရာဂျေဇုတော်ချီးမွမ်းနေတညတာလုံးအိတ်ဆက်အနာယူခွင့်ရည်တော်မှာကခေရင်ဆိုးရိုးတဲ့ကာလမှာဘုရားသခင်ဒီအိတ်ဆက်အနာယူခွင့်ကိုပေးတယ်နိုးထခွင့်ကိုပေးတယ်အသက်ရှင်သေးတယ်ဂျေဇုတော်ချီးမွမ်းနေအသက်ရှင်တော်နှုတ်ဘက်တော်ကိုနိုးထလာတာနဲ့ဈာနာခွင့်ခံယူခွင့်ပေးတယ် ဘုရားသခင်ရဲ့ဘုန်းတော် ကြီးမားလာပါတယ်ချီးမွမ်းပါတယ်တန်ရှင်တော်ဝိညာဉ်တော်ဒီတို့ ठी မဆလက်နားလေစီပါကျွန်တော်တို့ဟောကြားတဲ့သူရောကြားနာတဲ့သူရောအသက်တာမှာ ठी မီ၍တီဆောက်เสียဖြစ်စီပါမိအကြောင်းအချိန်နာယူကိုတော်လက်တော်ထဲမှာအနံတဲ့ခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအဖြစ်ဆုတောင်းဆက်ကအနံကြပါဒီဖာဖရာအာမင်ချစ်တော်ညီကိုမောင်မတော်အခက်ခဲကြုံတွေ့နေတဲ့ခါမှာ ဖိအားတွေကြုံလာတဲ့အခါမှာနားမလည်တဲ့အရာတွေကျွန်တော်ပတ်ဝန်းကျင်မှာကျွန်တော်တက်တာထဲမှာကျွန်တော်မိသားစုထဲမှာကိုယ့်ရဲ့အသက်တာထဲမှာဖြစ်တည်လာတဲ့အခါမှာဘယ်လိုတုံ့ပြန်ရမလဲဆိုတော့ဘယ်လိုလုပ်ပြီးတော့မှကျွန်တော်တို့ဒီစုံစမ်းနောက်ဆက်ချင်းနဲ့ဒီဖိအားတွေခက်ခဲတွေကိုကျော်လွန်နိုင်မလဲဆိုတဲ့အရာကိုဖះစကားနှခွန်နဲ့ပြန်လဲခွာယူကြပါစို့ဒီကနေ့ပထမအဦးဆုံးပြောပြခြင်းနဲ့ဖះစကားပထမအဦးဆုံးသခွန်ကတော့ အခက်အခဲပြဿနာတွေဟာဖယားသခင်ကကျွန်တော်တို့ကိုလောကကို အောင်မြင်စေဖို့အတွက်ဖြစ်တယ်ဆိုပြီးတော့မှခွန်အားပေးခြင်းပါတယ်။ဖယားသခင်အလိုတော်နဲ့အခွင့်တော်မရှိလို့ရှိရင်အခက်အခဲဆိုတာကျွန်တော်တက်တာတိုင်းမှာရှိစရာအကြောင်းမရှိပါဘူး။ဒါကိုရှိမှကျွန်တော်တို့အများကြီးပြောပြီးပါပြီ။ဆိုတော့ဒီနေရာမှာအဓိကပြောချင်တာကဒီအခက်အခဲပြဿနာတွေဟာကျွန်တော်တို့ကိုလောကကို အောင်မြင်စေနိုင်ဖို့ဖြစ်ပါတယ်။ဗါတယ်လေလောကကိုအောင်မြင်စေနိုင်ဖို့ဖြစ်ပါတယ်။ မနေ့ကလူတယောက်ကျွန်တော်တို့တေယုတ် group ထဲမှာလူအာယုံကြည်သူတယောက်ကဒီလိုမေကွန်လေးတစ်ခုမေးပါတယ်အင်မတန်ကောင်းတဲ့မေကွန်လေးဖြစ်ပါတယ်ဆရာကြီးတဲ့စာဒမာနကိုဘုရားသခင်ကအခုထိဘာလို့မရှင်းလေးမတုတ်တင်တာလဲတဲ့ဒီကနေ့တိုင်အောင်လောကမှာဘာကြောင့်မငြိမ်မသက်လူတွေကိုစုံစမ်းနောက်ရှက်ခွင့်ကိုဘုရားကပေးထားရတာလဲဘုရားသခင်ကအရာရာကိုတတ်နိုင်တယ်ဆိုရင်စာဒံကိုဘာလို့ချက်ချင်းမဖြောက်ဖျက်လိုက်တာလဲမတတ်လိုက်တာလဲပေါ့နော် သာသာမရှိအောင်ဘုရားသခင်ဘာလို့မလုံလိုက်တာလဲအဲ့လိုလုံလိုက်ရင်လောကကြီးကတော်တော်လေးตายာတော့မှာပဲလို့ तू ကအဲ့လိုမေးတယ်အင်မတန်ကောင်းတဲ့မေကွန်းပဲချက်တော်ညီကိုမောင်တို့အားလုံးလည်းအဲ့ဒီမေကွန်းစဉ်းစားမိမယ်လို့ယုံကြည်တယ်ဘုရားသခင်ကဘာကြောင့်ယနေ့တိုင်အောင်သာတန်ကိုလောကထဲမှာဒီရှော့ရှော့လုံခွင့်သူများတွေကိုစုံစမ်းနောက်ဆက်ခွင့်မဟုတ်မကတွေလိုက်လိုက်လုံခွင့်ပေးထားတာလဲဆိုတော့ကျွန်တော် ဒီအဖြစ်လေးချက်လေးနဲ့ဖြည့်ပေးခဲ့ပါတယ်မနေ့ကပေါ့လေနော်ဒီမှာအားလုံးနဲ့ဝင်ငါချင်းနဲ့နံပါတ်၁တစ်ချက်ကအပြစ်လို့ပြောလိုက်တဲ့အခါမှာအားလုံးကိုစာတန်ကိုပုံချလို့မရပါဘူးစာတန်ကအပြစ်ရဲ့အဘလုံးဝမှုတာရဲ့အဘဆိုပေမဲ့လေစာတန်ကအပြစ်မဟုတ်ပါဘူးမှတ်ထားနော်မှတ်ထားနော်ဘာကြောင့်လဲဆိုတော့အပြစ်လို့ပြောလိုက်တိုင်းစာတန်ကိုပဲကျွန်တော်တို့ကလက်ညှိုးထိုးလို့မရအောင်ကျွန်တော်တို့လူမှာအမြဲပြောတယ်ကျွန်တော်တို့လူမှာရာခိုင်နှုန်းတရားကိုပိုင်ရွေးချယ်ပိုင်ခွင့်ရှိတယ် ။ဒါကြောင့်ကျွန်တော်တို့ဒီစာကျွန်တော်တို့အပြစ်လောက်တိုင်းဒီစာတန်လာလောက်တာမဟုတ်ပါဘူး။ကျွန်တော်လာလောက်ပါကျွန်တော်လောက်တာပါမိမိကိုယ်တိုင်လောက်တာပါဒါကြောင့်အပြစ်ကျွန်တော်တို့လုံမိတိုင်းလုံမိတိုင်းစာတန်ကိုတော့မညိုးပါနဲ့တခါတလေကျွန်တော်တို့ယုံကြည်သူများတော့အဖြစ်အဲ့လိုဖြစ်တတ်တယ်။အေးကောင်းတာလုပ်လို့ရှိရင်ငါငါလုတာပေါ့လေနော်။မကောင်းတာလုပ်လို့ရှိရင်စာတန်လာလုတာအဲအဲ့လိုမျိုးညိုးကြတယ်။ချစ်တော်ညီကိုမောင်တို့မဟုတ်ပါဘူး။စာတန်ကကျွန်တော်တို့ ကိုကိုတိုင်းခေါင်းမညိတ်ဘူးဆိုရင်စာတန်ကကျွန်တော်အသက်တာထဲမှာဘာမှလုပ်လို့မရပါဘူးနောက်တစ်ခုကကျွန်တော်တို့အထဲမှာဘာကြောင့်ကျွန်တော်တို့အပြစ်လုပ်တတ်တာလဲဆိုတော့ကျွန်တော်တို့မှာလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိတာတစ်ခုနဲ့ကျွန်တော်တို့မှာငါဆိုတဲ့ဇာတိရှိပါသေးတယ်အဲ့ဒီဇာတိကစာတန်မဟုတ်ပါဘူးအဲ့ဒီဇာတိကကျွန်တော်တို့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကြောင့်ဖြစ်တည်လာတဲ့မကောင်းခြင်းအရာတစ်ခုဖြစ်နေပါတယ်ဒါကိုကျွန်တော်တို့နားလည်ရမယ်ဒါကြောင့်ရာကုတ်ခန်းကြီးတင့်ငယ်၁၄မှာဘယ်လိုပြောလဲဆိုရင် စုံစမ်းနောက်ဆက်ချင်းကြုံလာတဲ့ခါမှာတဲ့ဘုရားသခင်ကငါ့ကိုအဲ့လိုဖြစ်စေတယ်လို့မပြောရဘူးတဲ့။ဘာကြောင့်လဲဆိုတော့စုံစမ်းနောက်ဆက်ချင်းမှန်တမားကကိုယ့်ရဲ့ကိုယ့်ရဲ့ဒီပါလဲတတ်မှတ်မှုကြောင့်ဖြစ်လာတယ်ဆိုတဲ့အကြောင်းကိုဖော်ပြထားတယ်။ဆိုတော့လောကကြီးမှာဖြစ်ပျက်နေတယ်မြတ်အားလုံးကအားလုံးအားလုံးကမကောင်းမှုအားလုံးအားလုံးကစာတန်ကလှုပ်တာပါတရားခံကတူပါလို့ပြောလို့မရပါဘူးလူတွေလှုပ်တာဖြစ်ပါတယ်ဗါတယ်လေလူတွေလှုပ်တာဖြစ်ပါတယ်ဒါကြောင့်စာတန်လည်းပါတယ်လို့လူတွေကိုယ်တိုင်ကလည်း လှုပ်ချင်လို့အပြစ်လှုပ်ချင်လို့မိမိကိုယ်တိုင်ကလှုပ်ချင်လို့လှုပ်ခဲ့တာဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောချင်တယ်။ဒါကြောင့်ခုနေဖြစ်နေတဲ့နိုင်ငံရေးပဏိပခဩစစ်စစ်ပဲဆိုင်ရာစစ်ဖြစ်ချင်းစစ်တိုက်ချင်းအာဘာလူဆိုးတွေအများကြီးပေါ်များလာခြင်းခိုးခြင်းလူချင်းအာမဟုတ်မဟုတ်တဲ့ဟာတွေအများကြီးပေါ်ထွက်လာတာကစာတန်ကြောင့်ပဲလားမဟုတ်ပါဘူးစာတန်ကြောင့်လည်းဖြစ်တယ်လို့လူတွေကိုနိုင်ကဖြစ်ခြင်းလို့အဲ့လိုဖြစ်နေကြတာပါဒါကိုသတိထားဖို့လိုပါတယ်ယုံကြည်သူတွေလည်း မိမိကိုကိုဇာတိစိတ်ကြောင့်အပြစ်တော့လုပ်ပြီးတော့မှစာတန်ကကိုလာပြီးမှစုံစမ်းနောက်ဆက်သွားတယ်ဆိုမှသူအပြစ်မပုံချပါနဲ့စာတန်ကကျွန်တော်တို့ကိုအားလုံးထိန်းချုပ်လို့မရပါဘူးကျွန်တော်တို့ကခေါင်းမငိမ့်လို့ရှိရင်စာတန်ကဘာမှလာထိန်းချုပ်လို့မရပါဘူးဟုတ်တယ်နော်ဒီတိုင်းပါပဲဖခင်သခင်ရဲ့အခွင့်တော်မရှိရင်စာတန်လည်းဘာမှလာလုပ်လို့မရအောင်ယုံကြည်သူတွေကိုဒါကြောင့်ဖခင်သခင်ကစာတန်ကိုယုံကြည်သူရဲ့အတ္တတားထဲမှာစုံစမ်းနောက်ဆက်ခြင်းအခွင့်ပေးထားတယ်ဆိုကြတဲ့ဟူက ယုံကြည်သူတွေမှာစာတန်ကိုနားထောင်လို့ရတဲ့ဒီပါလေလွတ်လပ်စွာရွေးချယ်ခွင့်ရှိသလိုနားမထောင်ဘဲနဲ့ခေါင်းခါလို့ရတဲ့ရွေးချယ်ခွင့်လည်းအပြည့်အဝရှိပါဘုရားသခင်လိုချင်တာကစာတန်ကိုခေါင်းခါပြီးတော့မှအပြည့်အဝညင်းပယ်ခြင်းကိုလိုချင်တာဖြစ်တယ်ယုံကြည်သူတွေရဲ့တက်တာထဲမှာအဲ့လိုလုပ်ဖို့ရန်အတွက်လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိတယ်ဆိုတာမမေ့ပါနဲ့ဒါကြောင့်ကျွန်တော်တို့အခုနမေးခွန်းကိုပြန်သွားမယ်ဆိုလို့ရှိရင်ဘုရားသခင်ကဘာကြောင့်စာတန်ကိုအမြင့်ပြက်မချေမုန်းလိုက်တာလဲဘာကြောင့်သူ့ကိုလောကကြီးမှာရှုပ်ထွေးအောင် လိုက်ဘွေခိုင်းနေတာလေဆိုပြီးမှမေးမယ်ဆိုရင်ကျွန်တော်တို့ဒီမေးခွန်းကအားလုံးအားလုံးစာတန်ကိုတွားပြီးမှအပြစ်ပုံချတယ်လို့ဖြစ်နေပါတယ်ကျွန်တော်ဆိုလိုချင်တာကစာတန်ဘက်ကနေပြောနေတာမဟုတ်ပါဘူးစာတန်ကမကောင်းဆိုတာဟုတ်ပါတယ်မှန်ပါတယ်ဒါပေမဲ့ကျွန်တော်တို့လူဆိုတဲ့ဇာတိမှာလဲကိုပိုင်အပြစ်လုတ်တတ်တယ်ဆိုတော့မမေ့ပါနဲ့နံပါတ်3တစ်ချက်ကဘာကြောင့်ဖျားတကယ်စာတန်ကိုစောစောစီးစီးမချေမုန်းလိုက်တာလဲဆိုတော့အခုနကျွန်တော်တို့ပြောတဲ့အတိုင်းပဲအင်မတန်လွယ်ကူလာပါတယ်အင်မတန်လွယ်ကူလာပါတယ်အဲ့ဒါကတော့ စာတန်ရှိတဲ့အခါမှာကျွန်တော်တို့ကကောင်းချင်းမကောင်းချင်းကိုလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိတယ်။မယုံကြည်သူတွေအနေနဲ့ပြောမယ်ဆိုရင်တို့ကဘုရားသခင်ကိုလွတ်လပ်စွာကူးကွယ်မလားသို့မဟုတ်စာတန်နောက်လိုက်မလားဆိုတဲ့ဟာကိုတို့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ Okay နော်။မဟုတ်လို့ရှိရင်တခြားဘုရားမရှိဘဲနဲ့ဒီဗာလေယေရှုခရစ်တော်ဘုရားတပါးတည်းပဲလောကမှာရွေးချယ်ရှာရှိတယ်ဆိုလို့ရှိရင်ရွေးချယ်ရွေးချယ်ခွင့်ဆိုတဲ့အခွင့်ကမပေါ်လွင်တော့ပါဘူး။ ကျွန်တော်တို့ကယေရှုခရစ်တော်ကိုယုံကြည်တာတခြားရွေးချယ်စရာမရှိလို့ယေရှုကိုပဲယုံကြည်တာပါဆိုယူမှာပါဖြစ်လေအသင်းအာဓမ္မကြီးဖြစ်သွားလိမ့်မယ်ဒါကြောင့်ဘုရားသခင်ကစာတန်ကိုတီရှိခိုင်းနေတာကလည်းဒီတစ်ချက်အပါဝင်ဖြစ်တယ်ယုံကြည်သူတိုင်းကိုလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ပေးထားတယ်โอเคနင်တခြားဟာရွေးချယ်လို့ရတယ်ဒါပေမဲ့ယေရှုခရစ်တော်ကိုလည်းနင်ရွေးချယ်လို့ရတယ်နင်ရဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ပေါ်မှာပဲမူတည်တယ် ဘုရားသခင်ကအသင်အာဓမသူ့ကိုလာယုံခိုင်းဖို့လုံးဝလုံးဝမလုပ်ခဲ့ဘူး။ကဘာဦးကျန်းကနေဒီကနေ့ဗျာဒိတ်ကျန်းဒီကနေ့ကျွန်တော်တို့ယုံကြည်သူခေတ်ကာလအထိဘုရားသခင်ကသူ့ကိုအသင်အာဓမယုံကြည်မှရမယ်မယုံကြည်မရဘူးလို့မပြောဘူး။ယုံကြည်ဒီလိုဖြစ်မယ်မယုံကြည်ဒီလိုဖြစ်မယ်နေတို့လွတ်လပ်စွာရွေးချယ်ပါဆိုပြီးမှအဲ့လိုပဲတတ်မှတ်ခဲ့ပေးတာ။ဒါရှင်းရှင်းလင်းလင်းပါပဲ။ဒါကြောင့်စာတန်လောကမှာအသက်ရှင်နေရတာလဲဒီဒီအတွက်ကြောင့်ဖြစ်တယ်လို့ကျွန်တော်တို့ကျမ်းစာအရကျွန်တော်သိရတယ်။အာနောက်တစ်ခုကကျွန်တော်တို့နားလည်ရမှာက ကျွန်တော်တို့နေတဲ့ကဘာကြီးဟာကျင်းစာမိထားတဲ့ကဘာကြီးဆိုတာမမိပါနဲ့တခါတလေကျွန်တော်စဉ်းစားတယ်အာစာတန်မရှိလို့ရှိရင်လောကကြီးတားတာရမှာပဲလို့စဉ်းစားတယ်မဟုတ်ပါဘူးလောကကြီးကငိုတွေကစာတန်ရှိရှိမရှိရှိတာရမှာမဟုတ်ဘူးဖရာသခင်ရဲ့ကျင်းချင်းကိုခံထားရတဲ့လောကကြီးဖြစ်ပါတယ်ဒါကြောင့်တခါတလေကျွန်တော်စဉ်းစားလို့မရဘူးဘာကြောင့်မင်းကလေးနေခဏခဏလှုပ်ပြီးလူတွေခဏခဏတေးရတာလဲ ဩဒီပါလေတဘောကဘေးအန္တရာယ်တွေဘာကြောင့်ခဏခဏဖြစ်ရတာလဲဘုရားသခင်မရှိတော့ဘူးလားလို့ကျွန်တော်တို့မိကွန်းတအားထုတ်တတ်တယ်ကျွန်တော်ပြောပြမယ်ချစ်တော်ညီကိုမောင်မတို့ဒီကဘာမြေကြီးဟာကျင်ချင်းခံရတဲ့ကဘာမြေကြီးဆိုတော့မမေ့ပါနဲ့အာရန်အေဝအပြစ်လုပ်ပြီးနောက်ပိုင်းမှာအာရန်အေဝရဲ့အပြစ်ကြောင့်တလောကလုံးကကျင်ချင်းခံရပါတယ်ဒီမြေကြီးပါဝင်ပဲဒီကဘာမြေကြီးပါဝင် ဖြစ်တယ်ဒါကြောင့်ဒီကနေ့တိုင်အောင်ဒီကဘာမြေကြီးကကျင်ချင်းကမလွတ်သေးပါဘူးဒီပါလေကောင်းကင်တဲ့မြေကြီးတစ်ဖန်ဆင်းတဲ့အခိ သူကချိန်ချင်းကနေရှိနေတော့မှာပဲဒါကြောင့်ကျွန်တော်တို့ယုံကြည်သူတွေကကယ်တင်ခြင်းရသွားပြီဆိုပေမဲ့အပြစ်နဲ့ပြစ်နဲ့နေတဲ့ကဘာကြီးမှာအသက်ရှင်နေပါသေးတယ်ချိန်ချင်းခံနေရတဲ့ကဘာကြီးမှာအသက်ရှင်နေပါသေးတယ်ဒါကိုနားလည်ရမယ်မဟုတ်လို့ရှိရင်အဒီပါလဲအတဘောက BNA တွေဖြစ်လာတိုင်းဖြစ်လာတိုင်းကျွန်တော်တို့ကစာတန်လုတ်တယ်ဘလို့ပဲထင်တယ်သို့မဟုတ်ဟာဒီဟာကြီးကဖရဲသခင်မရှိတော့ဘူးလားလို့ကျွန်တော်မေးခွန်းတွေထုတ်ကြတယ်ဒါကိုအမြဲတတိယပါဒီကဘာမြေကြီးဒီကျင်းစာခံထားရတဲ့ကဘာမြေကြီးဆိုတာမမေ့ပါနဲ့ လူတွေရဲ့အဖြစ်ကြောင့်ဒါပေမဲ့ကျွန်တော်တို့ကေတင်ချင်းရတဲ့သူကတော့ဒီကနေ့ကနေစပြီးတော့မှတော့မျောလင့်ချက်အပြည့်ရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ကမတည်သေးဘူးလေလောကမှာအသက်ရှင်နေသေးတယ်။အိုချင်းနာချင်းတည်ချင်းနေနဲ့မကင်းလွတ်နိုင်သေးဘူးဒီကနေ့တိုင်အောင်လောကမှာအသက်ရှင်နေသေးတဲ့အခါမှာအမျိုးမျိုးကြုံရသေးတယ်ဘာကြောင့်လဲချိန်စာမိနေတဲ့ကဘာကြီးထဲမှာအသက်ရှင်နေသေးလို့ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့လည်းတရေကြလို့ရှိရင်လုံးဝချိန်စာမရှိတော့တဲ့ကောင်းကင်တဲ့မြေကြီးတဲ့ကိုဝင်စားဖို့ရန်အတွက်အမြဲတမ်းမျောလင့်ထားဖို့လိုတယ်ဒါကတော့ စာတန်ဘာကြောင့်တည်ရှိနေရတာလဲဘာကြောင့်လောကကြီးမှာဒုက္ခပြဒနာတလောက်များရတာလဲဆိုတဲ့အကြောင်းကိုနည်းနည်းလေးဖြေရှင်းသွားတာဖြစ်တယ်။နောက်ဆုံးတစ်ချက်အဓိကဖြေရှင်းချင်တာကဒီကနေ့တရားဒီသနာနဲ့ပတ်သက်နေတယ်။အဲ့ဒါကတော့ဘာလဲဆိုတော့စာတန်တည်ရှိခြင်းရဲ့နောက်ဆုံးတစ်ခုအာကျွန်တော်တို့နားလည်ရမှာကယုံကြည်သူတွေကိုအောင်မြင်စေဖို့ဖြစ်တယ်။ဘာတဲ့လဲယုံကြည်သူတွေကိုအောင်မြင်စေဖို့ဖြစ်တယ်။တကယ်လို့စာတန်ရန်သူတော်မရှိလို့ရှိရင်ယုံကြည်သူတွေကအောင်မြင်ခြင်းကိုဘယ်လိုပြောတော့မလဲ။အောင်မြင်ခြင်းလို့ပြောလိုက်တဲ့အခါမှာ လောကီလောကီရေးရာစာတန်ဘာညာရှိမှပဲကျွန်တော်တို့ကအောင်မြင်လို့ရတာကိုရန်သူမရှိပဲနဲ့ကိုယ့်အကိုဘယ်လိုလို့အောင်မြင်မှာလဲဟုတ်တယ်နော်မှန်ပါတယ်ချစ်တော်ညီကိုမောင်တော်တို့ဒါကြောင့်ကျွန်တော်တို့အသက်တာထဲမှာဒါကိုနားလည်ဖို့လိုတယ်စာတန်ရှိလို့လေဘုရားသခင်ကဘုရားသခင်ရဲ့အလိုတော်ကအင်မတန်ကောင်းမြတ်တယ်စာတန်ကိုလက်ရှိ လောကထဲမှာတီရှိနေခိုင်းသေးတာကယုံကြည်သူတွေကယေရှုခရစ်တော်အားဖြင့်စာတန်ကို အနိုင်ယူဖို့ဖြစ်တယ်ဟာလေလုယာလောကကိုအနိုင်ယူဖို့ဖြစ်တယ်ဟာလေလုယာ ဒါကြောင့်ဆင်းရဲဒုက္ခအခက်ခဲထဲမှာဖရာစကားကစာတန်ကိုအနံယူဖို့ရန်အတွက်ဖရာတင့်ကိုအလိုတော်ရှိတယ်ဆိုတာမမေ့ပါနဲ့ဆင်းရဲဒုက္ခတွေအများကြီးကြုံနေလောကမှာဒီဆင်းရဲဒုက္ခတွေကကိုကိုယ်တိုင်အပြစ်လို့လို့ဖြစ်လာတာရှိတယ်လို့စာတန်ကနေစုံစမ်းနောက်ရှစ်ချင်းလေးဖြစ်မှာပဲဥမာယောဘလိုပေါ့ယောဘဆိုလို့ရှိရင် तू ကိုယ်တိုင်အပြစ်မလုပ်ခဲ့ဘူးဒါပေမဲ့စာတန်ကနေလာတဲ့ဒုက္ခဆင်းရဲတွေအများကြီး तू ခံရတယ်ဆိုတော့အဲ့ဒီအရာတွေကိုအောင်မြင်ဖို့ရန်အတွက်ဘုရားသခင်ကအလိုတော်ရှိလို့ဖြစ်ပါတယ်။ဘာကြောင့်စာတန်ကို ဘုရားသခင်ကတည်ရှိခိုင်းနေတာလေဆိုတော့ယုံကြည်သူတွေစာတန်ကိုယေရှုခရစ်တော်အားဖြင့်အောင်မြင်နိုင်ဖို့ရန်အတွက်ကျွန်တော်တို့ကိုထားထားပေးတာဖြစ်တဲ့ချက်တော်ညီကိုမောင်တော်တော်နားလေရမယ်ဆိုတော့ကျွန်တော်အချက်၅ချက်လောက်ပြောသွားတယ်ဘာကြောင့်ဘုရားသခင်ကစာတန်ကိုလောကမှာဆက်ပြီးမှရှင်တန်နေခိုင်းတာလေဘာကြောင့်ချက်ချင်းအမြင့်ပြတ်မတိုက်ထုတ်လိုက်တာလေဆိုတဲ့အကြောင်းကိုကျွန်တော်အချက်၅ချက်လောက်နဲ့ဝင်ငါသွားတယ်ဒါကိုနားလည်မယ်လို့ထင်တယ်အဓိကတော့ဒီကနေ့တရားသီတနာနဲ့ပတ်သက်နေတာနောက်ဆုံးအချက်ပေါ့ ယုံကြည်သူတွေလောကကိုအောင်မြင်နိုင်ဖို့အခက်ခဲပြဿနာကြုံလာတဲ့အခါမှာယုံကြည်သူတွေလောကကိုအောင်မြင်နိုင်ဖို့ရန်အတွက်ဒီယာတွေကလေကတိဖြစ်တယ်အာမင်ကျွန်တော်ကြမ်းချက်လေးတစ်ချက်ဖတ်ချင်တယ်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး16ငယ်33သင်တို့ဒီငါ့ကိုအမိပြု၍ငြိမ်သက်ခြင်းရှိစေခြင်းကဤစကားကိုငါပြောပြီတဲ့သင်တို့ဒီလောက၌ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်တို့တော်လည်းမစိုးရင်ကြနဲ့ငါဒီလောကကိုအောင်မြင်ပြီဟုမိန့်တော်မူ၏တဲ့ချက်တော်ညီကိုမောင်တော်မတို့ယုံကြည်သူတာသမီတွေယနေ့တတိ တတိတအားထားရမှာခရစ်တော်ရဲ့စကားထဲမှာသူ့ကိုယုံကြည်ရင်မှုချအစဉ်ပြေချိုးမွေ့မယ်လို့လုံးဝလုံးဝမပါဘူးနော်တတိထာနော်တတိထာနော်ဒါပေမဲ့ဒီနေ့များစွာတော့တရားဟောဆရာတွေကယုံကြည်သူမှန်ကျမ်းမာရမယ်ချမ်းသာရမယ်ယောဂမကူဘူးအခက်ခဲမရှိဘူးဟောပြောလာနေတာကိုအထူးအထူးတတိပြုပါကျွန်တော်ဆက်ပြောမယ်နော် အထူးအထူးတတိပြုပါယုံကြည်သူတွေကျွန်တော်တို့ဆရာနောက်မလိုက်ပါနဲ့ကျွန်တော်နောက်လည်းမလိုက်ပါနဲ့တမာကျမ်းစာနောက်လိုက်ပါ ချစ်တော်ညီကိုမောင်မတော်ယေရှုခရစ်တော်ထဲမှာကျမ်းမာခြင်းချမ်းသာခြင်းအစီပြင်းချိုးမွေ့ခြင်းမရှိတော့မဟုတ်ဘူးရှိတယ်ရှိတယ်အပြည့်ဝရှိတယ်ဒါပေမဲ့သူ့ကိုယုံကြည်လိုက်တာနဲ့မှုချတသက်လုံးအဲ့လိုလုပ်ပေးမယ်အဲ့လိုဖြစ်မယ်လို့လုံးဝလုံးဝမပြောခဲ့ပါဘူးဘာကြောင့်လဲဆိုတော့ယေရှုခရစ်တော်ကခေတ္တအရာထက်ပါဝါရအရာကိုဆွဲလန်းစေခြင်းလို့ဖြစ်ပါတယ်အာမင်ယေရှုခရစ်တော်ပြောခဲ့တာကိုကြုံဖို့ရင်တင်နာလေလိမ့်မယ်နော်တေချာစဉ်းစားနော် တင်တို့ဒီဤလောက၌ဆင်းရဲဒုက္ခကြုံရလိမ့်မည်တဲ့ရှင်းတယ်နော်ရှင်းတယ်နော် လောကမှာဆင်းရဲဒုက္ခကြုံရမယ်ကြုံရမယ်ဒါပေမဲ့ယေရှုပြောခဲ့တယ်မစိုးရိမ်နဲ့မစိုးရိမ်နဲ့ယေရှုဟာလောကကိုအောင်ပြီတဲ့ဆိုတော့ယေရှုဟာလောကကိုအောင်ပြီဖြစ်တဲ့အတွက်ယုံကြည်သူတွေလည်းယေရှုခရစ်တော်အားဖြင့်အဲ့ဒီလောကကိုအောင်မြင်ရမယ်ဟာလေလုယာဆင်းရဲဒုက္ခကိုအောင်မြင်သွားပြီဆိုတာအစဉ်ပြေချုံးဝေပြီးချမ်းသာသွားတာမျိုးတော့မဟုတ်ပါဘူး ရှင်ဘောလူလိုဆင်းရဲခြင်းနဲ့ချမ်းသာခြင်းရဲ့အစဉ်ပြေခြင်းမပြေခြင်းကနေရောက်ရဲတင်းတိမ်သွားတာဖြစ်တယ်။ရှင်ဘောလူကရောက်ရဲတင်းတိမ်သွားတဲ့အခါမှာဘလို့ပြောလဲကျွန်တော်ဖတ်ပြမယ်။ဖိလိပ္ပိဩဝါဒစာခန်းကြီးလေးငယ်7ကနေ73မှာရှုတ်ချခြင်းကို၎င်းနဲ့ကြွယ်ဝခြင်းကို၎င်းခံတတ်၏။ဝါစာဝါစွာစားခြင်းမုတ်တိတ်ခြင်းစီးစိမ်ရှိခြင်းဆင်းရဲခြင်းတို့ကိုခံရအံ့တော့ငါအရရဲ့တို့တွင်အရာရာ၌တင်မိပြီတဲ့ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောခရစ်တော်အားဖြင့်ခတ်တိုင်တော်မူသူကိုငါတက်ဆွမ်းနိုင်၏တဲ့ ချစ်တော်ညီကိုမောင်မားတို့များတော်အဖြစ်ကျွန်တော်တို့ကရှင်ပေါ်လို့ရဲ့ဒီအနောက်ကစကားသခုံးကိုယူပြီးတော့မှအရာရာကိုငါလှုပ်နိုင်တယ်ဆိုမှကြွေးကြော်ကြတယ်မားပါတယ်ရှင်ပေါ်လို့ပြောတဲ့စကားကိုသေချာနားထောင်ပါစင်းရဲ့ဒုက္ခဖြစ်ပါစေချမ်းသာကြွယ်ဝဖြစ်ပါစေသမင်းငတ်နေဖြစ်ပါစေသမင်းအဝစားရသည်ဖြစ်ပါစေဘယ်အခြေအနေမဆိုတဲ့ငါတင်ယူမိပြီတဲ့ဒါကြောင့်ဒီလိုအခြေအနေမျိုးမှာဘဝရဲ့အခက်အခဲပြဿနာမျိုးစုံကြားထဲမှာ ငါဟာရောက်ရဲတင်းတိမ်တက်ပြီဆိုတဲ့အရာကိုပြောတာဖြစ်တယ်ခတ်တော်အားဖြင့်ခတ်သိမ်းတော်အမှုကိုငါတက်ဆွိုင်းနိုင်နေဆိုတာအဲ့ဒါကိုပြောတာဖြစ်တယ်ချစ်တော်ညီကိုမောင်မတို့ဒါကိုနားလဲရမယ်နော်ဒါကြောင့်ကျွန်တော်ဒီကနေ့အသက်တာထဲမှာကြုံလာရတဲ့ဒုက္ခပြဒနာဆင်းရဲခြင်းအမျိုးမျိုးချမ်းသာခြင်းအမျိုးမျိုးဒီလိုဒီလိုဒုံသွဲနေတဲ့ကြားထဲမှာကျွန်တော်ယုံကြည်သူတွေရောက်ရဲတင်းတိမ်တက်ဖို့လိုတယ်ရောက်ရဲတင်းတိမ်နေဆိုတာပါလဲ ရောက်ရင်တင်းတိမ်တယ်ဆိုတော့ကျွန်တော်တို့စိတ်ထဲမှာကိုကိုကိုခွန်အားအပြည့်ရှိတာဘယ်အခြေအနေပဲဖြစ်ဖြစ်အေးစေပဲဟာလေလုယာဘယ်အခြေဖြစ်ဖြစ်ဘယ်အခြေအနေပဲရောက်ရောက်ဘယ်အခြေအနေပဲဖြစ်နေဖြစ်နေအေးစေပဲအေးစေပဲဖရားနဲ့အတူသွားလာတော့သူဖြစ်တယ်အာမင်ဒါကဒီကနေ့ပြောသွားတဲ့ပထမတစ်ချက်ဖြစ်ပါတယ်ယုံကြည်သူတွေတက်တာထဲမှာဆင်းရဲဒုက္ခကြုံရလာရတာဒီအခက်အခဲပြဿနာကြုံလာရတာဒီကျွန်တော်တို့ကိုအဲ့ဒီအရာတွေကိုအောင်မြင်စေဖို့ရန်အတွက်အခွင့်အရေးဖြစ်တယ်ဆိုတဲ့အကြောင်းကို ခွားပေးခြင်းနဲ့တင်းတင်းအခုချိန်လက်ရှိမှာဘာခက်ခဲကြုံနေလဲကျွန်တော်မသိဘူးဒါပေမဲ့ဘုရားသခင်သိတယ်ကျွန်တော်ပြောပြချင်တာတစ်ခုကတင်းဒီအခက်ခဲကိုတင်းကြုံပြီးတော့မှစိတ်ဆင်းရဲနေဖို့ဘုရားသခင်အလိုတော်မရှိဘူးဘုရားသခင်ရဲ့အလိုတော်ကဒီအခက်ခဲတွေကိုတင့်ကိုအခွင့်ဘုရားသခင်ကိုယုံကြည်တဲ့သားသမီးရဲ့အသက်တာထဲမှာဒီအခက်ခဲကိုဘုရားသခင်ကအခွင့်ပေးလိုက်တာဟာတင့်ကိုအောင်မြင်စေဖို့ဖြစ်တယ်ဟာလေလုယာတင့်ကိုအောင်မြင်စေဖို့ဖြစ်တယ်တင်အောင်မြင်ဖို့ရန်အတွက် ဆက်လက်ပြီးတော့မှဘုရားသခင်နဲ့အတူလျှောက်လန်းမှာအောင်မြင်သွားပါလိမ့်မယ်ခက်ခဲကုန်အာမင်ဒါဒီပထမတစ်ချက်ဖြစ်ပါတယ်ဒီကနေ့ပြောမယ့်ဒုတိယတစ်ချက်ကအခက်ခဲပြဿနာဟာဘုရားသခင်ရဲ့လေ့ကျင့်ပေးခြင်းဖြစ်ပါတယ်ဖတ်ပြောမယ်နော်အခက်ခဲပြဿနာဟာဘုရားသခင်ရဲ့လေ့ကျင့်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ကျမ်းချက်၅ချက်လောက်ဖတ်ချင်တယ်နော်တူတူတုတ်တုတ်လေးတွေပါပဲ26ခုမြောက်တော့ဆန်လပိုင်ငယ်နှစ်အိုးထာရဘုရားအကျွန်ုပ်ကိုစစ်ဆေးစုံစမ်း၍ နှလုံးကြောက်ကက်ကိုစေးကြောတော်မူပါစာလံ66ခုမြောက်သောစာလံပိုက်ငယ်30ကိုဘုရားသခင်ကိုတော်ဒီကျွန်တော်တို့ကိုစုံစမ်းတော်မူပြီးကိုကိုစစ်ဆေးတကယ်တော့ကျွန်တော်တို့ကိုစစ်ဆေးတော်မူပြီးနောက်ပြီးတော့မှ136ခုမြောက်သောစာလံပိုက်ငယ်87အထုံးအဖွဲ့တော်တို့ကိုတုံသင်စေခြင်းကအကျွန်ုပ်ဆင်းရဲခံရသောဂျေဇူးဒီကြီးလာပါ၏ယောဘအုပ်ခန်းကြီး40ငွေငါတည်င်းတော်ကိုအကျွန်ုပ်ဒီနားနဲ့ကြားဘူးပါပြီ ယခုမူကားကိုတော်ကိုမျက်စိနဲ့မြင်ရပါ၏တုတ်တန်ချမ်းခန်းကြီးစက်ခွန်ငယ်တုံးငွေစစ်စရာဖို့မိုက်ကို၎င်းရွှေစစ်စရာဖို့မီးဖို့ကို၎င်းတုံးတိတ်စိတ်နှလုံးကိုကသာရဖျားသခင်စစ်တော်မူ၏ချက်တော်ညီကိုမော်မာတော့တခါတလေအခက်ခဲပြဿနာဟာဖျားသခင်ကနေယုံကြည်သူတွေကိုစစ်ဆေးပေးနေတာနဲ့တူပါတယ်လေ့ကျင့်ပေးနေတာနဲ့တူပါတယ်ရင့်ကျက်လာအောင် လေ့ကျင့်ပေးနေတာပေါ့လေကျွန်တော်ဥပမာလေးတစ်ခုပေးမယ်နော် နိုင်ငံအစိုးရတခုက အထူးစစ်တပ်တပ်ကိုလေ့ကျင့်ပေးမယ်ဆိုရင်ဟိုဘာလဲချောချောမောမောနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့လေ့ကျင့်ပေးသလားမဟုတ်ပါဘူးအထူးစစ်တပ်ကိုလေ့ကျင့်ဖို့ရန်အတွက်သူတို့ရဲ့ဖြတ်တန်းရမယ့်လေ့ကျင့်အထူးစစ်စင်ရေးလေ့ကျင့်ရေးကအင်မတန်ခဲရင်လာပါတယ်တခါတလေတွေးထွက်တန်ယူလောက်ရတယ်ဒီဘာလဲစစ်သားလုပ်ဖို့တဲ့လူဆိုသိမယ်နော် အာဒီပါလေကျွန်တော်တို့အထူးစစ်တပ်လေ့ကျင့်တဲ့အခါမှာနိုင်ငံကိုအမြင့်ဆုံးအမြင့်ဆုံးတော့အထူးစစ်တပ်ကိုနိုင်ငံတော်ကလေ့ကျင့်ပေးတဲ့အခါမှာသူတို့ကအင်မတန်နဲ့ဟိုပါလေအခက်ခဲကြော်ဖြစ်ရတယ်အင်မတန်ခဲရင်းတယ်တခါတလေသွေးထွက်တန်ယိုဖြစ်ရတယ်အစိုးရကသူတို့မုံလို့လားတမင်တကာသူတို့ကအဲ့လိုအခက်ခဲအောင်လုပ်ပေးနေတာလားမဟုတ်ပါဘူးမဟုတ်ပါဘူးအစိုးရကနေဒီစစ်တပ်တွေကိုလေ့ကျင့်ပေးနေတာဘာအတွက်လဲ နိုင်ငံလိချင်းပြီးသွားတဲ့အခါမှာတော်လာတယ်တက်လာတယ်ထူးချွန်လာတယ်ထူးချွန်လာဖို့ရန်အတွက်လိချင်းပြီးလိုက်တဲ့အခါမှာနိုင်ငံတော်ကိုအပြည့်အဝကာကွယ်လာနိုင်တယ်ဟုတ်တယ်နော်ဒီအတိုင်းပဲချက်တော်ညီကိုမောင်တော် ဖယားသခင်ကလည်းကျွန်တော်တို့မချစ်လို့အခက်ခဲပြဿနာလာပေးနေတာမဟုတ်ဘူးဖယားသခင်ကလည်းကျွန်တော်တို့မချစ်တော့လို့အခက်ခဲပြဿနာကိုအခွင့်ခွင့်ပြုလိုက်တာမဟုတ်ဘူးကျွန်တော်တက်တာထဲမှာဖယားသခင်ကကျွန်တော်တက်တာထဲမှာအခက်ခဲပြဿနာကိုခွင့်ပြုလိုက်ခြင်းကကျွန်တော်တို့ကိုตา၍ตา၍ထူးချွန်အောင်လေ့ကျင့်ပေးနေတာဟာလေလုယာဒါကိုနားလည်ဖို့လိုတယ်တင့်ကိုตา၍ตา၍ထူးချွန်အောင်လေ့ကျင့်ပေးနေတာဖယားသခင်တင့်ကိုစာမေးပွဲစစ်နေတာမမေ့ပါနဲ့ကျွန်တော်ပြောမယ်နော်ဆရာဆရာမတွေက ဒီចောင်းသားတွေကိုសံပွဲសិតတဲ့ခါမှာចောင်းသားတွေကសាតាចែកရတာလေသူတို့အတွက်မခါသေးဘူးလားသူတို့အတွက်ခါသေးတယ်သူတို့သူတို့အမြင်ပါလေသူတို့အမြင်ပါသူတို့အတွက်အင်မတန်ခက်ခဲတယ်။အာနေတိုင်းနေတိုင်းစာကျက်ရတယ်။ဆရာဆရာမတွေကဘာကြောင့်ဒီလောက်ထိစီကန်းကြီးကြီးနဲ့ကျွန်တော်တင်းကျက်ထားတာလဲကျွန်တော်ကြောက်ကြောက်တယ်ကြောက်တယ်။အခုမှကျွန်တော်စဉ်းစားရတော့ဗျ။အော်သူတို့ကျွန်တော်ကိုချစ်လို့ကျွန်တော်တို့ချစ်လို့အဲ့တုန်းကတော့ချစ်လို့လို့တိတ်မမြင်ဘူးလေ။စာမကျက်ရင်ရိုက်မယ်။စာမရရင်ရိုက်မယ်။အော်အဲ့လိုကြီးလာတာ အခုမှနားလေတာတို့ကျွန်တော်တို့ချက်လို့ဒီတိုင်းပဲချက်တော်ညီကိုမှမှာလို့ဘုရားသခင်လည်းကျွန်တော်တို့ချက်တဲ့အခါမှာကျွန်တော်တို့ဘာဖြစ်လဲလေ့ကျင့်ပေးတယ်ဗါတဲ့လေလေ့ကျင့်ပေးတယ်လေ့ကျင့်တဲ့အခါမှာခက်ခဲတဲ့အရာတွေနဲ့လေ့ကျင့်တာတွေရှိတယ်โอเคတခါတလေနည်းနည်းလေးအနေတာတွေရှိတယ်ဒါပေမဲ့တခါတလေကြာရင်ခက်ခဲလာတယ်ကြမ်းတမ်းလာတယ်လေ့ကျင့်လာလေ့ကျင့်မှုတွေရှိတယ်ဘုရားသခင်လည်းသူချက်တဲ့သားသမီးတွေကိုအဲ့လိုလေ့ကျင့်ပေးတာတွေရှိတယ် ဘုရားသခင်မချစ်လို့မဟုတ်ဘူးချစ်လို့ဖြစ်တယ်အဲ့ဒါအချစ်စစ်ပဲချစ်တော်ညီကိုမောင်မောင်တို့ဆာလံဆရာကဆာလံကျမ်းမှာခုနအများကြီးပြောတယ်ဘုရားသခင်ကကျွန်ုပ်ကိုစစ်ဆေးတယ်စေးကြောတယ်နော်နောက်ပြီးတော့မှယောဘဆိုလို့ရှိရင်ရှင်းရှင်းလေးပဲအရင်တော့ကဘုရားသခင်ရဲ့တည်င်းကြားဘူးတဲ့ဒါပေမဲ့အခုမှပဲကိုတော်ကိုမျက်စိနဲ့တမ်းမြင်ရတော့တာပဲတဲ့ဘုရားသခင်ကျွန်တော်ချစ်တယ်ဆိုတာအခုမှသိတာတဲ့ တုတ်တန်ကျမ်းမှာလည်းဘယ်လိုပြောလဲဆိုငွေစစ်ဆရာဖို့မိုက်ဖြစ်တယ်ရွှေစစ်ဆရာဖို့မီးဖို့ဖြစ်တယ်တဲ့စိတ်နှလုံးကိုကဘယ်သူစစ်ဆေးတာလဲဘုရားသခင်စစ်ဆေးတာလေဒါကြောင့်ကျွန်တော်ပြောမယ်အခုသင်ခံနေရတဲ့ဒုက္ခဆင်းရဲဝေဒနာတွေကဘုရားသခင်ရဲ့လေ့ကျင့်ပေးခြင်းဖြစ်နိုင်တယ်အကုန်လုံးပြောတာမဟုတ်အကုန်လုံးပြောတာမဟုတ်ဒါပေမဲ့များသောအားဖြင့်ယုံကြည်သူရဲ့အတ္တထဲမှာအဲ့ဒါဖြစ်တာတွေများတယ်ဒုက္ခဆင်းရဲပြဿနာတွေကကျွန်တော်တို့ကိုလေ့ကျင့်ပေးနေတာ 高哦，只能说对高傲累卷比例那里偏大的，说来讲我，只能看法背景的，大家等考等谁没加班，谁都没加班的，还可能等巴黎片的啊嘞，巴黎周末啊嘞，只能我们,我我們 chapters, ين, danach, 我 zhou, geil, 对比没，还看看周末的收银，等谁都没加班，他一下子看见累卷比以前的偏难办的，等我大约大约突穷日步，等我大约大约。 ခိုင်မာစေဖို့တင့်ကိုတာရွတာရွကြီးထွားစေဖို့ရင်အတွက်ဖရာသခင်လေ့ကျင့်ပေးနေခြင်းဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ခေါ်အားပေးခြင်း ਨੇ ဆိုတော့ဒီကနေ့ညကုန်ချုပ်ခြင်း ਨੇ ဒီကနေ့ပြောသွားတဲ့အချက်နှစ်ချက်ကကျွန်တော်တို့အခက်ခဲကြတဲ့ဖရာစကားနှခွန်ဖြစ်ပါတယ်နံပါတ်1တခွန်ကအခက်ခဲပြဿနာတွေဟာကျွန်တော်လောကကိုအောင်မြင်နိုင်ဖို့ဖြစ်အောင်မြင်စေနိုင်ဖို့ရင်အတွက်အဓိကအရာဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောသွားတယ်နံပါတ်2တစ်ချက်ကဖရာသခင်ရဲ့လေ့ကျင့်ပေးခြင်းဖြစ်တယ်ဆိုတဲ့အရာကိုပြောသွားတယ်ဒီနှစ်ချက်အားဖြင့်ခွန်အားရမယ်လို့ယုံကြည်ပါတယ် 开因所有的伽拉玛，你如开开的中队的伽拉玛，你亚的个内容对那一部演对，宽边的你讲出来罢了。男性大的多，要钱，是两个偏心，大于大于高级别吧是多，阿妹。